ပျက်စီးပုံကြီးကြည့်ပြီးတွေးမိတာအာတိုက်တွေပြန်ဆောက်ရတာလေဟာစိတ်ညစ်တာစိတ်ထက်ကြတာဒီလက်သမားတွေပယံတွေအဲသူတို့ရဲ့တက်စည်းတွေဒီရဲ့အိဆောက်ပစ္စည်းတွေရဲ့တက်စည်းတွေအဲတနေ့ကုန်နေရင်ကတော့နေရင်နဲ့တော့ဘာမှအဲ့လောက်ကြီးဩကဲသူများလည်းဖြစ်တာပဲကိုယ်လည်းလောက်ရမှာပဲအာရှိအောင်နေပြီမဲ့လေ ဒီအပုံကြီးလာလာကြည့်ပြီးတိုက်အပြက်ကြီးကြည့်ပြီးစိတ်တွေညံ့တာစိတ်တွေထွေးနေတာသိလားအာဘာလောက်ရမလဲဘယ်ကနေစအလုပ်လို့လောက်ရမှာမသိဘူးအဲ့လိုဖြစ်နေတာအာအခုလည်းဒါတနေ့တနေ့တော့အုပ်ဒီအုပ်ပုံဒီအပြက်ကြီးပုံကတော့အဲတနေ့ကို၄၅၀ကောင်ရောက်တယ်တောက်ပြီးရင်ဘယ်ကနေစဖြူဖြဲရမလဲဘယ်ကနေဘာစအလုပ်ရမလဲဘာရန်နှင်းကလည်းဖြစ်ပြန်ရန်ပြီးပြန်တော့လေအခုကစကိုင်းမှာကလူသမားတွေကလည်းရှားပါနေတာညီမတို့ရဲ့ ဲ့လိုဆိုတဲ့ခါကျတော့လေဘာဘိုးဘလို့စအလုပ်ရမန်းကိုမသိအဲဖြစ်နေတာအာလမ်းပြောက်နေတာပေါ့ပြောရမယ်ဆိုလို့ရှိရင်တော့ငါဒါကြီးကိုဖြိုဖြဲချပြီးအထက်ထက်မှလည်းဟိုကကျွန်းတကားတွေအသားတွေအဲ့ဒါအဲ့ဒါလည်းတကန်းပြောက်လုတ်ရမယ်ဟိုဟာဒီအစာဦးဟိုဟာကြီးရတယ်များနေတဲ့အခါကျတော့လေကြာတော့စိတ်ညစ်လာတာဟိုဘယ်ဟိုပေါ့ဘယ်လိုစပြီးဖြိုဖြဲပြီးဘယ်ကနေဘယ်လိုစလုတ်ရမှမှန်းလည်းမသိဘူး အဲဘယ်သူ့ကိုခေါ်ရမလဲပေါ့နောက်တစ်ချက်ကလည်းရှာမယ်လေဟမ်အကုန်လုံးဟိုဟာတွေကမှန်တကားတွေဆိုတော့လေတကားမှန်တွေကနေပုံကွဲပြီးအောက်ပါလေဒီမှာဒီလိုနေအဲဒါတွေအရှာမှာစိုးရတယ်အမိကလေးတော့ဒါဓားတဲ့တောင်ထက်သေးတယ်မှန်နေအများကြီးပဲအများကြီးပဲဒီမှာအများကြီးပဲတိုင်လို့တောင်ဟောမလို့ဒီမှာနေအဲ့ဒါကလေးကရှောက်ကားပြီလို့အဲ့ဒါအများကြီးပဲအဲ့ဒါအဲ့လိုမျိုးတွေဆိုတော့လေကိုကဘာလို့လို့လောက်ရမန်းကို ဟိုဒီအပုံကြီးကြည်ပြီးဘယ်လိုစရှင်းရမလဲဘယ်ဟိုကလဲခေါ်ရဘယ်ဟိုကလဲခုအာမအီသင်ကိုဟိုဟိုလိုင်းပေါ်မှာနာမည်ကြီးနေတယ်အဲသူ့ကိုခေါ်လို့ရတယ်လို့ပြောမယ်တော့အဆောက်အဦလာလဲဇာတ်ကတစ်မျိုးလုံးနေပါနေပါလို့မမတို့ပါရီဆိုရင်80ရာခိုင်နှုန်းတော့ပြတ်တယ်လို့ပြောတာဟုတ်အဲ့လိုဆိုတဲ့ခါကျတော့ကိုကဘာလို့ဘလို့လောက်မှမမန်းကိုအဆအဖော်လို့မရတော့အစိမ့်ညင်းညင်းနဲ့လာထိုင်တာအပြောစံပြီးပါဟိုစိတ်ကအဲ့လိုထွေးနေလို့ ဟိုပြောကြည့်တာပြောပြတာကိုကိုလည်းထွေးနေတာလေအဲဘာကနေဘယ်လိုစာမန်းကိုဟိုမသိဖြစ်နေတာကွာအဲဒီတကားတွေကလည်းအရင်ဟွာလောက်ရမယ်ပြက်နေတဲ့ဟာတွေကလည်းဖြူချရမယ်အဲ့ဒါပြီးတော့အแทဲကိုဝင်ဖို့ကလည်းတခါမျက်နှာချက်ကကျွန်းနေကိုလည်းအဲခွာချရမယ်အဲ့ဒါလည်းဝင်လို့ရဤမရဤကိုကမတည်သေးပေါ့နော်ဒီအုပ်ပုံကြီးတွေရှင်းဖို့ကလည်းအခုပြည့်စရာနေရာကိုမရှိဖြစ်နေတာအဲ့တော့ အင်းမအဓိကပြောရရင်တော့ဘယ်ဟာစလို့ရမလဲဘယ်လိုအဲ့ဒုက္ခရောက်ကြတယ်ဆိုတဲ့အကြောင်းပါအဲ့ဒါကိုဩတပည့်အဲ့ဒါမှရှိသူရဲ့ဘာပြောမှမသိဘူးစိတ်ညစ်လို့စိတ်ညစ်လို့